2025ဒီဇင်ဘာတရက်ပထမဦးဆုံးစစ်ရေးမြေပုံကြီးလိုက်ပါစစ်တပ်ကရှမ်းမြောက်မှာနယ်မြေတွေပြန်ရပြီးတော့တော်လိုင်းအရှိန်လျော့သွားတယ်လို့တွေးရတယ်တကယ်တော့ကျွန်တော်တို့မြင်နေရတာကစစ်တိုက်လို့နိုင်တာမဟုတ်ဘူးလို့ပြောခဲ့တယ် geopolitical DS ဆိုပြီးတော့ပထဝီနိုင်ငံရဲ့ဖိအားနဲ့ညှိတာနိုင်ငံကြီးတွေစပွဲပိုင်းမှာသဘောတူညီချက်အရနယ်မြေလက်လွဲပွဲတစ်ခု ဖြစ်သွားတာတစ်ဖက်မှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးအော်နေပေမဲ့တကယ်တမ်းမြေပြည်မှာဖြစ်နေတာအမဲဘုတ်ထောင်ပြီးတော့စနစ်တကျလောက်တာမဟုတ်ပါဘူး လူထုကိုအပီးဒီဂျစ်တထောင်ချောက်လဲလောင်းအိတ်ထက်သွေးကိုပြင်ဆင်နေတာပြီးတော့တတရဲ့ရွေးကောက်ပွဲထောင်ချောက်စုတဲ့နဇက်စီးပွားပြုတ်လဲမှုအချက်လက်ကိုချိတ်ဆက်ပြီးတော့ကြည့်ဖို့လိုတယ်အပေါ်ရသတင်းတွေကိုကြော်ပြီးတော့အတွင်းကအရိုးတွေကိုဆွဲထုတ်ကြည့်မှတွေးမှပရမဥဒုရှမ်းမြောင်းနဲ့မန္တလေးတိုင်းအဆက်ကိုကြည့်လိုက်ပါတဲ့ဒင်းလေးမှာတွေးတဲ့တိုင်ပေါ့ဗျာမူကုတ်မူမိတ်ဖက်ကိုစကားခ78တက်တွေပြန်ဝင်လာတယ်အလံထောင်ပြီးတော့ပေါ်တင်ဝင်လာတယ် TNA စုပ်ပေးပြီးခေါ်လာတယ်မူမိတ်ဖက်ကိုတိုးလာလို့ KIA နဲ့တိုက်ပွဲဖြစ်တယ်အားလုံးသိပြီသား ဒါကိုကြည့်ပြီးတော့စစ်တပ်ကပြန်ပြီးထိုးစစ်ဆင်နိုင်ပြီလို့လည်းထင်လို့မရပါဘူး။ဒါဟာတရုတ်ကြားဝင်စစ်ဆတ်မှုအရာတရားအရာနောက်ဆုတ်ပေးရတဲ့ hand over better fit ခုပဲ။ဆိုလိုချင်တာကစစ်တပ်ကမူကုတ်သူပြန်ရတယ်ဆိုတာကစစ်ရေးဆွဲရေးကြောင့်မဟုတ်ပါဘူး။နိုင်ငံရေးအပေးယူကြောင်းဆိုတာရှင်းနေတာပဲ။ဒါပေမဲ့သတိထားမှာကအောက်ခြေမှာ KIA မှာတခြား PDF မဟာမိတ်တွေ TRA တို့တခြားတခြားအဖွဲ့တွေကအပေးယူကိုလက်မခံဘူးစက်တိုက်နေမယ်ဆိုရင်လည်းရှမ်းပြောင်းမြေပေါ်ဟာတောက်ပွဲဆိုင်တိုက်ပွဲ ြန်ဖြစ်သွားနိုင်တဲ့အန်ဒီရဲလည်းရှိတာပဲဒါဟာအတော်လိုက်အတွက်ဆိုရင်လည်းတော်လိုက်အတွက်လို့တတ်မှတ်လို့ရတာပေါ့နော်တစ်ဖက်ကကြင်လည်းပြင်းထန်လာရင်တရုတ်ဘာလုံးမလဲဆိုတာထပ်စဉ်းစားရမှာပဲထိုင်းနဲ့ဆက်မြဝတီမဲဆောက်ဝင်ယူအဲ့ဒါကအနေနဲ့ပို့ပြီးတော့အရေးကြီးတာလေလုံးဝဘောက်ဆက်ရနေမနေ့ကမင်းလက်ပန်ဖက်ကနေပြီးတော့ဒါစက်ကောက်စီပြစ်လိုက်တဲ့60မမလက်နဲ့ကြီးကြီးငါလုံးလောက်ထိုင်းဖက်ကြရတယ်ပေါ့ဗျာထိုင်းအိတ်တွေထိတယ်စစ်တပ်အတွက်တကယ်တက်တီကယ် error ပဲအနည်းပြဟာအမားတစ်ခုပဲ ။ဘာဖြစ်လို့လဲဆိုရင်ထိုင်းစစ်တပ်ကချက်ချင်းဆိုသလိုအမတ်တစ်တရားလွဲပြီးတော့ကြံတဲ့လေဂိတ်30လောက်ကိုတပတ်တိတိပိတ်လိုက်တယ်။တရားဆိုတာကဟန်ပြစီးပွားရေးရဲ့အဓိကအသက်သွေးကြောအနဇတ်ကရှိတဲ့လေဂိတ်လေးလေးပဲ။ပြီးတော့စဉ်းစားကြည့်ပါကျွန်တော်တို့ရန်ကုန်တို့မြို့ပြတွေကိုဝင်လာတဲ့မော်လမြိုင်တို့မြို့ကြီးပြကြီးတွေကိုဝင်လာနေတဲ့ထိုင်းကုန်စီစီစဉ်မှုရဲ့အဓိကအဆောက်ကိုကိုလက်ရကြီးနဲ့ကိုပြန်ပြစ်မိသလိုပိတ်လိုက်မိသလိုဖြစ်သွားတယ် ဒါဟာ economic 6 point အဲ့ဒီအခြေအနေကြောင့်လာမယ့်ရက်ပိုင်းတွေမှာဘာဖြစ်လာမလဲပေးချပါရဲကုန်စည်နှုန်းတွေတက်လာမယ်အထူးသဖြင့်ထိုင်းသွင်းကုန်စည်တွေတက်လာမယ်ပေါ့ဗျာဒါဟာစစ်တပ်ရဲ့ကိုကဲမှုစနစ်ဘယ်လောက်ပြက်စီးနေပြီလဲဆိုတော့ပြနေတာပဲတတိယအချက်ကအလက်ပိုင်းနဲ့ရခိုင်ဖက်ဒါ block latin လို့ခေါ်တယ်သွေးဖောက်ထုတ်ခြင်းပုံစံပြစစ်တပ်ဟာရခိုင်မှာစစ်တွေ့ကြောက်ဖြူရေလန်းနေစစ်ကူပို့တယ်လေဒါဟာ island defense ျောစုတွေကိုပုံစံနဲ့ရအောင်ခြေကုပ်ယူလာပြီးတော့ခုခံမယ်ဆိုပြီးတော့မယမကဖိတ်ထားဖို့ရည်ရွယ်နေတဲ့သဘောကိုတွေ့ရတယ်။ဒါဟာလည်းသူ့နာမည်ပြန်ရဖို့ပြည်ပြင်းနဲ့ထိုက်ထားဖို့ကြိုးစားနေတာလည်းမဟုတ်ပါဘူး။တရုတ်ကိုငါတို့စစ်တပ်လည်းဒီမှာရှိတဲ့ဆိုတဲ့အကြောင်းတက်တက်ပြောဖို့ကြိုးစားတာပဲဖြစ်တယ်။မဟုတ်လား။ပြီးတော့စစ်တွေကြောင်းဖြူကိုကျွန်းစုလိုမျိုးအခြေအနေမှာပုံစံမယမကခုခံမယ်လူသားတိုင်းနဲ့ပြည်သူတွေကိုကာထားမယ်။ကျန်တဲ့နေရာတွေလေကြားရီဘုတ်ကျဲမယ်။ ။ဒါဟာနိုင်မည်စိုးမိုးရေးမဟုတ်တော့ပါဘူး။ punishment campaign ပေါ်လက်စားချေတဲ့စစ်စင်ရေးတပ်တာအခြေအနေမျိုးဖြစ်သွားတယ်။သကိုင်းဖက်မှလည်းရွာတွေကိုမိရှုစစ်ကြောထိုးနေတာကသူတို့ရဲ့ election ဇုံပေါ်ရွေးကောက်ပွဲဇုံလိုမျိုးနေရာမှာနိုင်မည်ရှင်းတာမျိုးလည်းမဟုတ်ပါဘူး။တော်လိုင်းအင်အားစုတွေညိန်မနေနိုင်အောင် line နောက်ရှက်နေတဲ့သဘောမျိုးနဲ့ပို့တူနေတယ်။ဒီတော့နိုင်ငံတကာအခင်းကျင်းပါထပ်ကြည့်လိုက်ပြီးမှပြန်ချိန်ဆက်မယ်ပေါ့။တရုတ်ကရှင်းပါတယ် သူရဲ့ကြားဖြူစီမံကိန်းနဲ့နဇတ်တိညရေးအတွက်ဆိုရင် AO တွေကိုဖိအားပေးပြီးတော့ C-fire ဆုံးဖန်တီးနေတယ်။သူအကျိုးအတွက်စိတ်ကြိုက်ပုတ်ဖို့ဖန်တီးတယ်။မုတ်ကုတ်မူမိတ်ကိစ္စဟာတက်တိပြနေတယ်။ Yes or no ။တယောက်ကစိတ်ကောက်စီကိုလည်းမပြိုလက်စေးချင်းတလို့ပဲ။လောဝနိုင်သွားမှောက်လည်းမလို့လားပါဘူး။ Control choice ပေါ်ပြားထိုက်ချုပ်ထားတဲ့ဖျံမတာဖျူဖျက်ဖြစ်တဲ့အခြေအနေကိုလိုချင်တဲ့ပုံစံကိုတွေးနေရတယ်။အခုလိုမျိုးအခြေအနေမှာညီနိုင်မှုကိုပြင်အောင်ဝင်ရောက်ဆောင်ရွက်ပေးတဲ့ဆိုလည်းတစ်မျိုး မဟုတ်ဘူးမတိတ်တိတ်လေးထားတာမှတော့ပြဿနာပြန်ဖြစ်မှာပဲနောက်တစ်ချက်ကအမေရိကန်ဖက်ဒါကတော့ထောက်ဆက်တိုင်းပဲ trend အနာရပြီးအစိုးရဖြစ်လာအချိန်ကနေစပြီးတော့အရှိတ်မြင့်တက်လာတော့မှအရေးရောင်တွေးလာတဲ့ TPF အရာကြီးနေတာကွင်းကိစ္စပို့ပြီးတော့အကောင်းလာတယ်မြန်မာနိုင်ငံသား6000နေပြီးတော့အခုဆိုရင် asylum တွေပါစီစစ်ပါညာနဲ့ဆိုတသားလောက်ကြာပြီထိခိုက်နိုင်တယ်ဒါဘာလို့ပြလဲဆိုရင်ပြပရောက်မြန်မာတွေ diaspora တွေပေါ့သူတို့အနေနဲ့ အမေရိကန်အစိုးရကိုမိခုတ်ပြီးလော်ဘီလောက်ရတာပိုခက်လာနိုင်တဲ့အခြေအနေဒါပေမဲ့တစ်ဖက်မှာလည်းသူရဲ့အားကိုပြန်ယူနေတာပဲစဉ်းစားကြည့်ပါ စကန်အီကိုနိုမီကြားဖြတ်နိုင်နေရေးကိုအမေရိကန်ရဲ့ဖိအားပိုပြင်းထန်လာဖို့အခြေအနေရရှိတဲ့အခု KK ပတ်တို့ရွှေကုတ်ကိုတို့ဝင်စီးနေတဲ့ထိုင်းနဲ့ဆက်ပိတ်တဲ့လေခဲတွေပိတ်တဲ့အခြေအနေမျိုးတွေဟာ geopolitical pressure တွေနောက်ဆက်တွဲရလဒ်တွေပဲလေ ချားဖြန့်အစုတဲ့ဟာကိုအရေးယူထားတဲ့အချိန်မှာနည်းနည်းလေးတော့မှအတင်စီမခံပဲထိုင်းဘက်ကပြက်ပြက်တတလှုပ်ဆောင်မှုတွေတွေ့လာရတာပဲနောက်တစ်ချက်ကစီဘွားရေးဖက်ကြည့်စီဘွားရေးဖက်မှာကတင်ခဲမဖြူဈေးရတဒံကိုဒေါ်လာ38000အထိခုန်တက်သွားပြီဆိုလိုချင်တာကကဘာကြီးကမြန်မာပြည်ကိုနိုင်ငံအဖြစ်မမြင်တော့ပဲ risk များတဲ့ကုန်ချမ်းသွင်းပေးတဲ့နိုင်ငံသို့မဟုတ် conflict resort mine ဝင်တစ်ခုလောက်ပဲဆက်ဆံတော့မဲ့အခြေအနေဘာမှမဟုတ်တော့တဲ့နိုင်ငံတကတာတာလောက်ပဲဆက်ဆံတော့မဲ့ အခြေအနေမျိုးဖြစ်သွားတယ်။တရားဇာတ်ရှိရင်တော့တရားဇာတ်နိုင်မယ်ဆက်ဆံမယ်ဒီလောက်ပဲ။ပြီးတော့ရှေ့ဆက်ပါဖြစ်လာနိုင်မယ်စီလွန်စီနရီယိုနှစ်ခုပဲရှိပါတယ်။ဒီတိုင်းဆက်သွားရင်စစ်တပ်ကမြို့ကြီးတွေနဲ့လမ်းကြောင်းတွေကိုမရမကဆက်ထိပြီးတော့ရွေးကောက်ပွဲအတင်းလုပ်မယ်။လက်စားတွေပိတ်ဆို့ခံရမှုကြောင့်မြို့ပြလူဒန်းစားတွေစီးပွားရေးတန်ပို့ခံရမှာပဲ။ဒီကြမ်းမှာဖြစ်လာနိုင်ကြအရှမ်းမြောက်မှာဥပမာပေါ့ကုတ်မိုးမိတ်ဖက်ကိုထိုးလာလို့ဖြစ်တဲ့ပြဿနာမျိုးဒီတော့ KIA TNA Janta စစ်ကောက်စီရော ထိမရပဲတိုက်ပွဲပြန်ဖြစ်လာမယ်ဆိုရင်ဒါမှမဟုတ်ရင်မြဝတီနေစားပိတ်ဆို့မှုတပတ်ထက်ပို့ပြီးကြာသွားမယ်ဆိုရင်စစ်တပ်ရဲ့ငွေကြေးနဲ့လောင်စာပြက်လက်မှုပို့ပြီးတော့ရှော့ရတဲ့အခြေအနေတိတယောက်မှုရှိတယ်။ဘာဖြစ်လို့လဲဆိုရင်အတိကကျွန်တော်ပြောခဲ့တဲ့အမတ်တေတာအမတ်နဲ့တရားဆိုတာထက်လေစိတ်တွေကနေဝင်တဲ့ကုန်စီစီးဆင်းမှုကပို့ပြီးတော့လာမှများလို့ပဲလေနဲ့ကုန်ဟိုဘက်တွေပဲကူးနေတဲ့ဂိတ်တွေအဲ့ဒါကပို့ပြီးတော့အဓိကကြတယ်ဒီကြားထဲမှာ ဂိမ်းပြောင်းသွားနိုင်တဲ့မိုင်းဂျိုးတုံးခုတော့ရှိတယ်ဗျ။ဒါဟာဥပမာပေါ့ export sector collect ပေါ့ဗျာပြုတ်ကွဲနေတာက export လုပ်ငန်းရှင်တွေပဲလုပ်ငန်းရှင်စိတ်ဦးရှစ်ဦးကိုဖမ်းဆီးပြီးဒေါ်လာညှင်းနေတာ။ဒါတွေကအကုတ်တွေကိုလုပ်ငန်းရက်ဆိုင်တဲ့အထီးကိုတွန်းပို့လာနိုင်တဲ့အခြေအနေရှိတယ်။ဒါဆိုရင် forex ဒေါ်လာကိုရတဲ့ဘန်ကြားလောကပြတ်ထက်သွားမယ်။နံပါတ်1ကတော့တော်တိုင်းအဲစုတွေရမခန့်ချင်စိတ်ပေါ့ရွေးကောက်ပွဲနီလာလေးလေးရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာပျောက်ကြားတိုက်ခိုက်မှုမျိုးပေါ်လာရင်တော့ဘုံဘုံကွဲတာတို့ ပြစ်ခတ်မှုတွေမျိုးမြင့်တက်လာနိုင်ခြေရှိတာပဲပြီးတော့ border performance ကအဓိကပဲထိုင်းနဲ့ဆက်လေးဂိတ်တွေပိတ်တာကတပတ်ထက်ကြော့သွားရင်တေချာပေါက်ခုတ်ဈေးတို့ဖောင်းပွားမှုကထိုင်းမနိုင်သိမ်းမရောက်ကိုဖြစ်မှာပဲဒီချိန်တွေမှာ online ဖက်တော့သားတွေနဲ့ကျွန်တော်ပြည်သူတွေအတွက်အဓိကကြံပြုချက်ပေးချင်တာကအဲ့ဒါကအရေးကြီးဆုံးပဲနေတိုင်းလက်ဒီစကားပဲပြောတာကိုဒေတာမှအောက်ချုပ်ရေးရန်တရားခိုင်မအောင် မဖြစ်မနေတည်ဆောက်ဖို့လိုတယ်ဒါဟာအဓိကအချက်ပဲဘသူလုံးလုံးမလုံးလို့ကိုကလုံးနေဖို့လိုတယ် စစ်တပ်ရွေးကောက်ပွဲလုပ်တဲ့ဆိုတာသူရဲ့ administration အုပ်ချုပ်ရေးရန်တွေကအသက်ဝင်နေသေးတယ်ဆိုတာကိုနိုင်ငံတကာကပြပြီးတော့ထွက်ပေါက်ယူတာအဲ့ဒါကိုတံပြန်ဖို့ဆိုတာကတိုက်ပွဲတစ်ခုတည်းနဲ့မလုံလောက်ဘူးဥပမာတချို့တချို့ဒေသတွေမှာရှိပါတယ်စကိုင်းရယွာတွေမှာလုံနေတဲ့လူမျိုးပေါ့ဖောက်ဆက်လိုက်တာနဲ့အကူအညီရနိုင်မဲ့စနစ်တရားဥပဒေစိုးမိုးရေးအဖွဲ့ငယ်တွေစိတ်မှန်တဲ့တရားဥပဒေစိုးမိုးရေးအဖွဲ့ငယ်တွေပြောတာပေါ့တော့လို့မကောင်းရတယ်ပေါ့တော့လို့နေရာမှာကိုယ်တိုင်လုပ်ဖို့လိုတယ်။ဘာဖြစ်လို့လဲ စစ်တပ်ကကပ်ပြားပေးဖို့ကြိုးစားရင်ကျွန်တော်တို့ကဝန်ဆောင်မှုနဲ့လုံခြုံရေးကိုပေးနိုင်မှာတော့ပဲသူတို့ရဲ့ရွေးကောက်ပွဲတရားဝင်မှုဟာအလိုလိုပြက်ပြက်သွားမှာဒီတိုင်းတော့မပြက်ပြက်ဘူးပြီးတော့ဒီကောက်ချောက်ရရင်ကျွန်တော်တို့ခင်ဗျားတို့မြင်နေရရွေးကောက်ပွဲဆိုတာကဘယ်လိုနည်းနဲ့မှဒီမိုကရေစီဆိုတဲ့အခြေအနေမဟုတ်ဘူးအဲ့ဒါကစစ်တပ်ကသူ့ကိုယ်သူနိုင်ငံရေးအသက်ဆက်ဖို့ကြုံချင်းတူးတဲ့နိုင်ငံရေးကြုံချင်းတစ်ခုပဲအဲ့ဒီကြုံချင်းကိုမြေမြုပ်ဖို့ဆိုတာက မဲဘုတ်ထဲမှာမရှိပါဘူးကျွန်တော်တို့ရဲ့စူးစီးညီညွတ်မှုလမ်းမြေစိုးမိုးတဲ့အောက်ချုပ်ရန်တရားပုတ်ဖို့နိုင်မှုမှာပဲရှိတယ်ဒါကဒီကောက်ချုပ်ပြောချင်တာပဲ